ါလေးကဝက်သားနဲ့လေးပါရှင်ဒါဝက်တဏိကျက်ပေါ့တောဝက်လေးပါရှင်ဒီမှာတောဝက်သားနဲ့ဝက်သားနဲ့ပတ်သက်ရင်ကို၄၅၀မျိုးရှိပါတယ်ကျွန်မရှင်ပါလေဒီမှာဒါဝက်သေးကြော်လေးပါရှင်ငါးကောင်းမြှင့်ချင်စုံနဲ့မိုက်ကြိုက်တယ်ငါးကောင်းလည်းကြိုက်တယ်မြှင့်ချင်လည်းကြိုက်တယ်ငါးကောင်းမြှင့်ချင်ပေါ့နော်ငါးကောင်းမြှင့်ချင်နာမည်ကြီးတယ်အဲသူ့ရဲ့ကချင်စာလေးပေါ့နော်ဟိုကြက်ကချင်ချက်တူဝက်ကချင်ချက်တူနောက်ပြီးတော့မြန်မာသမင်းဟိုမှာဟိုစိုင်လို့မဟုတ်ပဲလေအိမ်မှာစားရသလိုမျိုးရတာတယ် ရှိတယ်ကျမရှိမှာဆိုရှမ်းစာလည်းပါတယ်မြမအစားစာလည်းပါတယ်ကချင်အစားစာလည်းပါတယ်ပွဲလိုက်မရောပါဘူးအုတ်ထမင်းကိုလည်းအဝစားဖို့ကျမစီစဉ်ထားပေးပါတယ်ရှင်ဘက်ကဆိုင်တောင်မှာတဆိုင်ရဲ့ဒီတောက်ကလာမှာတဆိုင်ရဲ့ဒီစပုံလားတဆိုင်ရဲ့ဖွင့်လာရရဆိုရင်ကျမသုံးဆိုင်မြောက်ရှိနေပါပြီစားပြီးပြီဆိုကျမပါကျွေးရတယ်ဆိုရင်တာကူကျိုးအဲလက်ဆောင်ကျွေးပါတယ်ဒီနေ့ကတော့ကျမဒီဆိုင်လေးဟာစားဖွင့်တဲ့အတွက်ကြောင့်မလို့ကျမရေခဲမုတ်ကျွေးပါတယ်ရှင် Yeah. ဒီသမင်းဆိုင်လေးကိုဆိုရင်မနေ့က9လပိုင်းတရက်နေ့ရစပြီးမှ2024ပေါ့နော်စပြီးမှရောင်းလုံးအဲ့တောင်ဥက္ကလာစာကလမ်းမှာစဖွင့်ခဲ့တာပါအခုဆိုတနစ်ခွဲပေါ့နော်တနစ်နဲ့6လအလောက်လောက်ရှိလာပါပြီဒီစမုံလမ်းမှာဒုတိယဆိုင်ကိုကျွန်မအခုစဖွင့်တာပါရှင်စမဖွင့်ခင်တည်းကဒီကိုရေဝေအောင်တို့မတ်ချောရဲနာတို့ဆိုတာကျွန်မကိုဒီတိုင်းအဲသမင်းဆိုင်အကြီးကြီးမဟုတ်ဘဲနဲ့ ဒီ online ကစရောင်းတာလေးကိုတော့သူတို့ကြော်ညာပေးခဲ့တာပါကျမရှိမှာဆိုရှမ်းစာလည်းပါတယ်မြန်မာအစားစာလည်းပါတယ်ကချင်အစားစာလည်းပါတယ်2024ဆိုကျမ2022ပေါ့နော်အဲ့လောက်ကနေစရောင်းခဲ့တာဟာကိုအားပေးရတဲ့လူတွေဆိုအများကြီးရှိပါတယ်ဆင်ဟုတ်ရတဲ့ကစမာတွေအားလုံးကကြတော့ အာတော်တော်လေးကိုဒီမှာအဆင်ပြေသွားပါတယ်တဲ့ကျွန်မဆိုင်ကိုအကျယ်ကြီးကျွန်မမငားနိုင်နေပြီပဲနောက်ကိုကျွန်မဆက်ပြီးမှစ조사ပြီးမှဒီတဲ့ကျယ်ကျယ်လေးနဲ့အားလုံးအဆင်ပြေနိုင်အောင်ကျွန်မလုပ်နိုင်အောင်조사ပါမယ်ညီမလေးဟုတ်ဒါလည်း တော့ဝက်လေးပါရှင်ဒီမှာတော့ဝက်သားနဲ့ဆက်သားတွေတော့ဝက်သားတွေပါရပါတယ်ရှင်ဟုတ်ဒီနေ့ကအုံထမင်းကအစောကြီးကုံသွားပါပြီတဲ့ရှင်ဒါလေးကတော့ဘဲဥနဲ့ငါချက်လေးချက်တာပါရှင်ဟုတ်ဒါလေးကငါးကြော်နဲ့ပါကျွန်မဒီဟင်းလေးတွေကိုကျွန်မချက်ထားတာလေးကတော့ကျွန်မဘဲစီသုံးထားတယ်ပြီးလို့ရှိရင်ကျွန်မဒီဟာကိုအချို့မို့မသုံးထားတဲ့ကျွန်မရဲ့ customer တွေကသိပါတယ်ရှင်ဒါလေးကတော့ special menu ဒါလေးကဝက်ခေါက်ချင်စဆိုတာအဲဒီမှာနေတိတ်ရောင်းကြတဲ့ဟင်းလေးပေါ့နော်ဒါလေးက ကျမတို့မန်လေးတို့ဖက်ကန်တို့ကချင်ပြည်နယ်မှာရောက်တဲ့အစစလေးပါရှင်ဒါလေးရောက်ပြီးတော့ဒီမှာဒါလေးကတော့ကြက်ကချင်ကြက်ပါရှင်ဒါလေးရောက်ညာကြက်ကချင်ကြက်ဒါလေးကတော့အမဲကချင်ကြက်ပါဒါလေးကအမဲကချင်ကြက်ပါဒီဆိုင်မှာအစားအများဆုံးဟင်းလေးတွေကတော့ကြက်ကချင်ကြက်တို့အဲဝက်ကချင်အမဲကချင်ဒီဝက်ကောက်ချင်စက်တွေကတော့အစားများပါတယ်ဒါဝက်တဏီကြက်ပေါ့ကျမတို့ရှင်ပါဆိုတော့ဒါလေးကဝက်တန်းနတ်ပါဒါလေးကတော့ကြက်ကုန်းပေါင်လေးပါဒီမှာဒါလေးကကြက်ကုန်းပေါင်လေးပါရှင် ဆိုင်စားဖွင့်တဲ့နေ့မှာတော့ကျွန်မဒီနေ့မနေ့အစောကြီးထားယူမှာကျွန်မကျွန်မ customer တွေကိုကျွန်မကိုယ်တိုင်ချက်တဲ့ဒီငါးကောင်းမြင့်ချင်တို့အုံထမင်းတို့เนาะဒီကချင်ချက်လေးတွေအားလုံးကိုကျွေးကျင်တဲ့အတွက်ကြောင့်မလို့ကျွန်မအစောကြီးထားပြီးမှလုပ်ခဲ့တာပါညီမလေး။အမြန်မာထမင်းဆိုင်ဆိုပေမဲ့အတချို့ဟင်းလေးတွေဆိုရင်အခုဆိုရင်မှ pantry ပြောဆိုရင်လည်းဒါ shan shan လို့ပဲပေါ့နော်သူ pantry ပြောလေးလောက်တာနောက်ဒီမှာမုံညင်းပေါင်းတို့ပေါ့နော်ငါးကချင်ချက်တို့အဲ့ဒါမျိုးလေးပေါ့နော် ဟင်းအစမ်းလေးတွေရှိတာပေါ့မိုက်တိုက်တဲ့ဟင်းလေးတွေပေါ့နော်နောက်ငါးကောင်းမြှင့်ချင်ငါးကောင်းမြှင့်ချင်ဆိုရင်မိုက်ကြိုက်တယ်ငါးကောင်းလည်းကြိုက်တယ်မြှင့်ချင်လည်းကြိုက်တယ်အဲဒါပေမဲ့သူကဘာလဲဆိုတော့တစ်ခါခါကြလို့ရှိရင်ဝတ်သားနဲ့ချက်တာများလေမရဝတ်သားမစားတဲ့ခါကြတော့ချက်သားနဲ့ချက်တဲ့နေ့ကိုပို့ခိုင်းရတာပေါ့နော်မမွေးချက်သားနဲ့ချက်တဲ့နေကြရင်တော့ပို့ပေးပါလားပို့ပေးအောင်ပို့ပါလားလာပြောလား အော်အမနဲ့ကစိုင်မခွင့်ရင်နဲ့ကဒီစိုင်မွေးစိုင်နဲ့မခွင့်ရင်နဲ့ကခင်တာပေါ့နော်တသားတသားတကယ်ကြီးရဲ့အမေပေါ့ဒါပေမဲ့ကိုနဲ့တော့ဟောအခုညီမလိုပါပဲအရန်ခင်သွားပြီအမကလက်ရိုက်လေညီနဲ့စားဖို့ပဲဒီမှာကအဲငါးကောင်းမြင့်ချင်ပေါ့နော်ငါးကောင်းမြင့်ချင်နာမည်ကြီးတယ် အဲသူ့ရဲ့ကချင်စာလေးပေါ့နော်အမကတော့ကချင်ဝသားလေးမအဲ့လိုမျိုးဟိုချက်ကချင်ချက်တူဝက်ကချင်ချက်တူနောက်ပြီးတော့အဲ့လိုအမတို့ဒီမှာမရနိုင်လေပေါ့နော်ဟိုလွယ်ကူစားလို့မရနိုင်လေကချင်ကစားလို့ကောင်းတဲ့ဟင်းတွေရှိတယ်နောက်ပြီးတော့မြန်မာသမင်းဟိုမှာဟိုစိုင်လို့မဟုတ်ပဲနဲ့လေအိမ်မှာစားရတယ်လို့မျိုးရတာရှိတယ်အဲ့လိုအမတို့ကမြန်မာသမင်းကြိုက်တယ်လို့ဆိုတော့အိမ်ချက်လိုမျိုးဖြစ်နေရောလေနောက်ပြီးတော့သူ့ဆရာဖိုးပဲရာနဲ့အမရှိမှာငရုတီးတောင်းလို့ငပိရီလို့မပြားရီကျော်လို့အဲ့ဒါကြီးရမ်းကောင်းတယ်ဟိုအရန်ဟင်းတွေပေါ့အဲ့ဒါကြီးရမ်းကောင်းတယ် ဒီနေ့ဆိုမုံညင်းစောလေးနဲ့ဒီငါကူအဆက်ကြော်လေးနဲ့အင်းဒီတောင်လေးနဲ့ဆိုအရန်လဲလိုက်ပါတယ်။ဒါလေးကတော့အမဲကြော်လေးပါ။ဝက်သားနဲ့ပတ်တဲ့ရင်ကို၄50မျိုးရှိပါတယ်ကျွန်မရှင်ပါလေ။ဒီမှာဒါဝက်သေးကြော်လေးပါရှင်။ဒါဝက်သားဝက်သေးကြော်လေးကျွန်မတို့ကချင်ပြည်နယ်ရဲ့အစားအစာဖြစ်တဲ့ဒါလေးကဟင်းပောင်းလေးပါ။မုံညင်းပောင်းလေးပါရှင်။ဒါမုံညင်းလေးကိုပောင်းထားတာ။အရန်ကြိုက်ကြတာတော့ငါးကောင်းမြင့်ချင်လေးပါရှင်ဒီဟာ။ဝက်နံရိုးပါတယ်ဒါအခုငါငဖယ်ပါတယ်။ ဝက်ခောက်ပါတယ်ဝက်ဥပါတယ်ဝက်တဲပါတယ်သူကသူကအစုံပါတယ်ပညာဒါဝက်မုံလုံးလေးတွေပါတယ်တူဖူးလေးတွေပါတယ်ဒီဟင်းလေးတွေကစားစားတဲ့သူအားလုံးတွေကတော့အကြိုက်ဖြစ်မှာပါဆင်ဟုတ်ဒီမျိုးပေါင်းကတော့ကျမရှင်ပါလေကချင်ကျက်သေးရောမြန်မာအစားအစာအားလုံးကတော့အဲချက်မှန်ဆိုတော့ညီမတို့လည်းတွေ့တဲ့အတိုင်းပါပဲ၄၅၀ အလောက်ကတော့ရှိပါတယ်ရှင်အဖေအမေတရားဆိုရင်အရင်တော့တီးခဲ့တဲ့လူတွေဆိုရင်မွေးထမင်းဆိုင်မှာတွဆလို့ရှိရင်ကျမအဖေမိနဲ့ထမင်းဆိုင်ရတာဒီသူတို့အရင်လဲကျင်နာအားရမှုတွေအများကြီးရှိပါတယ်ဘာဖြစ်လို့ဆိုတော့သူတို့က customer တွေအပေါ်မှာလဲသူတို့မှာလူတွေမရှိပါဘူးဒီဟင်းတွေအပေါ်မှာရောပြီးရင်ကျမတို့ကိုအရင်တော့ဆိုရင်ဒီဟင်းနှီးရဲ့ဆေးတာအစားပေါ့နော်ကျမတို့ဒီဇလုံအကြီးကြီးနေတယ်ကျမတို့ကိုပြပေးခဲ့တယ်မိဖို့ကြအောင်ပေါ့လေ နိုင်နိုင်နင်းနင်းလှုပ်တတ်ဖို့ကိုကျမတို့အငယ်တုန်းကနေစတင်ခဲ့တဲ့အဖေတွေအမေတွေကတကယ်တော့ပြောရမယ်ဆိုတော့ကျမတို့ဒီဆိုင်ကတတိယဆိုင်မြောက်ပါဘက်ကဆိုင်တောင်မှာတဆိုင်ရဲဒီတောက်ကလာမှာတဆိုင်ရဲဒီစမုံလားတဆိုင်ရဲဖွင့်နာတွေရဆိုရင်ကျမသုံးဆိုင်မြောက်ရှိနေပါပြီအခုချိန်မှာတော့ကျမမိဘတွေအဲမရှိတော့ပါမယ်လဲသူတို့ဟိုကျင်းတ်နေမယ်လို့ကျမထင်ပါတယ်ရှင်ဟုတ် Thank you ်ခင်းနေတဲ့ကောင်နဲ့မိုက်ခင်းနေတဲ့မိုက်နဲ့တဲ့ခင်းနေတဲ့ကောင်နဲ့ကိုကြိုက်တဲ့ခင်းနဲ့မှာပါပေါ့နော်ခင်းနေတဲ့ဟောင်းလိုက်တာမွေးရဲ့လက်ရမှာကြရှုံးခမင်းဆိုင်မှာစားပြီးပြီဆိုကျွန်မပါကျွေးရတယ်ဆိုရင်တာကူကျိုးနဲ့အဲလက်ဆောင်ကျွေးပါတယ်ဒီနေ့ကတော့ကျွန်မဒီဆိုင်လေးဟာစားဖွင့်တဲ့အတွက်ကြောင့်မလို့ကျွန်မရေခဲမုန့်ကျွေးပါတယ်ဆင်ဟုတ် ဒီတကူကြိုးအပြင်ပေါ့နော်ဂျန်တဲ့ဟာတော့ကျွန်မရောင်းပါတယ်ဒီမုတ်ဖက်ထုတ်လေးတွေနောက်ပြီးတော့ဆိုရင်ဒါညမာမုတ်လေးတွေပေါ့နော်အမျိုးအစားတစ်မျိုးနဲ့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 အားလုံးရောင်းပါတယ်ရှင်ငပြောကြော်လေးတွေရပါတယ်အုံထမင်းရောဒီပြီးဖက်ထမင်းရောပြီးရင်ကချင်စားစာညမာစားစာနဲ့စားအားလုံးကအဝစားပဲရောင်းပါတယ်ရှင်ပြီးတော့ဒီဟင်းရိုးရိုးနဲ့စားမယ်ဆိုရင်အဲတောင်းနှစ်ထောင်နဲ့အဝစားရောင်းပါတယ်ဟုတ်ပြီးတော့ ဟိုဝက်စတူးတို့ပစွန်တို့ဘာတို့ကတော့ तू ကဈေးတစ်မျိုးပေါ့နော်ဒီအုံတမင်းစားမယ်ဆိုရင်အဒီရိုးရိုးတမင်းစားတာတက်ကိုတထောင်ပဲပူပါရရှင်တောင်းသုံးတော့ယူပါတယ်အဲ့ဒါကိုလည်းကျမဟိုပွဲလိုက်မရောက်ပါဘူးအုံတမင်းကိုလည်းအဝစားဖို့ကျမစီစဉ်ထားပေးပါရရှင်သူတို့ကထားတဲ့စေတနာရောကျမထားတဲ့စေတနာရောအကြောင်းမလို့ဒီလောက်အချိန်နေပြီးရောက်ခဲ့ပါတယ်အားလုံးရဲ့အားပေးမှုနဲ့ဒီမွေးတမင်းဆိုင်လေးကိုကျမဒုတိယဆိုင်ခွဲတော့ကျမပြန်ဖွင့်နိုင်တဲ့အတွက်လည်းအားလုံးကိုဒီကနေကျေးဇူးနဲ့အများကြီးတင်ပါတယ် ကျွန်မကိုဝန်ရံပေးကြတဲ့ကျွန်မရဲ့ဟိုချစ်ရတဲ့လူတွေပေါ့နော်အားလုံးကိုဒီကနေအကိုလုံးကိုဂျိုက်ဆဲရအစပါဆဲရအစအားလုံးအားပေးတဲ့လူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အခုလိုညီမလေးတို့လာရောက်မေးမြန်းပေးတဲ့ဒီ MC ရောနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကျွန်တော်ကတော့ဒါဟုတ်ကလာပါလေအားပေးတာပါအခုဒီမှာပြတော်လာအားပေးရတယ်အများကြီးတင်ပါတယ်ဟုတ်ဟုတ်ဟုတ်ဒါတော့အစ်စ်ကြီးရလာတယ်ကျွန်တော်ပြေးပါဦးဒါလည်းနေကြည့်ဟုတ်ဟုတ်